လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုစလေလောင်းတို့ရဲ့ရွေးကောက်ပွဲအသုံးစဲကိုတိုးမြင့်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမှတ်ပုတ်တည်ခြင်းဤဥပဒေများတတိယအကြိမ်ပြင်ဆင်တဲ့ဤဥပဒေတွေကိုအောက်တိုဘာလ26ရက်ကထုတ်ပြန်ပါတယ်ပြင်ဆင်လိုက်တဲ့ဤဥပဒေအရနိုင်ငံရေးပါတီများမှတ်ပုတ်တည်ခြင်းဤဥပဒေများဤဥပဒေ27ပါငွေကျပ်သိန်း150အစားငွေကျပ်သိန်း300ငွေကျပ်သိန်း300အစားငွေကျပ်သိန်း900ဆိုပြီးအစားထိုးပြင်ဆင်လိုက်ပါတယ် မူလနေဥပဒေ27မှာပါတီတစ်ခုအနေနဲ့အထွေထွေရွေးကောက်ပွဲမှာဖြစ်စေ၊ဂျားဖြတ်ရွေးကောက်ပွဲမှာဖြစ်စေရွေးကောက်ပွဲအသုံးစဲကိုပါတီကိုစားပြုရွေးကောက်ပွဲဝင်မဲ့ပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်အတွက်ငွေကျပ်သိန်း150တိုင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်အတွက်ငွေကျပ်သိန်း330နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ် ပြင်ဆင်ပေးလိုက်တဲ့နေဥပဒေအရလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှိပြိုင်မဲ့ပါတီတီတီကကိုယ်စလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရအဖြစ်ငွေကျပ်သိန်း300တိုင်းသားလူမျိုးကိုယ်စလဲလောင်းတွေအနေနဲ့ငွေကျပ်သိန်း500သွဲခွေရမှာဖြစ်ပါတယ်ကိုယ်စလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကျစရတွေကိုသက်မှတ်ရအတွင်သက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာတည်သွေးရမှာဖြစ်ပြီးသက်မှတ်ရအတွင်မတည်သွေးမှာကခုတ်အဖွဲ့အဖွဲ့စစ်စေးက အရေးချင်းပြည့်ရင်သူတွေဖြစ်ကြညာခရရမှာလည်းဖြစ်ပါရဲ့ရှင်။